ဒင်သာရီတိုင်းဒင်သာရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မောတောင်မြို့ကိုဒေါ်လိုင်းတက်တွေတိမ့်ပိုက်လိုက်တဲ့အတွက်မြို့ကိုပြန်လည်သိမ်းယူဖို့တင်းနေသာရီကာယိုတန်စတိုင်ဘူးဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုနေပြည်တော်စေယုံဌာနကဖိအားပေးပြောဆိုနေပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ14ရက်နေ့က KNL ဥဆောင်တဲ့ဒေါ်လိုင်းတက်တွေထိုင်းမြန်မာနယ်စပ်မောတောင်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အတွက်သူကြီးလာတင်ခိုင်းတာအပြင်မြို့ကိုချက်ချင်းပြန်လည်သိမ်းယူဖို့နဲ့မသိယူနိုင်ရင်လက်ရှိစတိုင်ဘူးရာထူးမှဖယ်ရှားခရနိုင်ကြောင်း နေပြည်တော်စစ်ရုံးဌာနကလာတဲ့တရင်ကိုခြေခံက CDM ပိုကြီးစီရင်ကရန်ကုန်ခေတ်သစ်တရင်ဌာနကိုပြောဆိုခဲ့တာပါ။ဒါပြင်အော်ဂိုလာ25ရက်နေ့ဗုံကြီးမြို့အခြေဆိုင်အမှတ်3စစ်စင်ရေးကိုကိုရေးဌာနချုပ်ရဲ့ဒုတိယစက္ခခမှုဗုံမှုကြီးမျိုးတန်တိုက်ခိုက်ခံရပြီးတိုက်ဆုံမှုနဲ့မေလာကိုရဲနေတိုင်းမြန်မာနယ်စပ်ရှိထီခိပြူအောင်ကို GNL တော်လိုင်းပူအောင်ဖွဲ့ကဒေဥဒါနဲ့ပတ်သက်ပြီးလဲနေပြည်တော်စစ်ရုံးဌာနကထူးချီလာတင်ခိုင်းတာတွေထက်ရှိခဲ့တယ်လို့ CDM ပိုကြီးစီရင်ကဆိုရတယ်။ ။ထိုင်းမြန်မာနယ်စပ်မောတောင်မြို့ကိုပြီးခဲ့တဲ့နိုဘာ14ရက်မှာ KNLA တော်လိုင်းပူပေါင်းဖွဲ့ကတိုက်ခိုက်သိမ်းယူခဲ့ကာစစ်တပ်ပိုင်း43ဦးနဲ့လက်နက်ခဲယမ်းများပြားတိုက်စီရရှိခဲ့တယ်လို့စစ်ကောင်ရှင်တပ်သား50ဦးကျော်နဲ့ရရှိ3ဦးထိခိုက်ဒဏ်ရာရရှိပြီးထိုင်းနိုင်ငံတွဲကိုထပ်ပြေးတိမ်းရှောင်သွားခဲ့ပါလေ။လက်တလော့မှာလည်းမောတောင်မြို့အနီးတစ်ဝိုက်စေတင်းမာနေပြီးအင်အားထပ်ပြေးတဲ့စစ်ကောင်ရှင်တပ်ထက်က40ဦးထက်မနည်းဟာတော်လိုင်းတပ်ထွေတန်းလင်းဝင်တာရှိနေတယ်လို့ဒေသခံ3000ကျော်ဟာထိုင်းနိုင်ငံတွင်းကိုစစ်ပေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။ လူလူမြန်မာသတင်းဌာနအနေနဲ့မြန်မာဘာသာသတင်းစီစဉ်တဲ့ကိုနေ့စဉ်တင်ဆက်ပေးနေတယ်လို့အင်္ဂလိပ်ဘာသာစီစဉ်တဲ့ကိုလည်းအသက်ရှင်တင်နေတဲ့အချိန်တင်ဆက်ပေးနေပါတယ်။